အားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှခွန်းဆက်သလိုက်ပါရစေခင်ဗျာကျွန်တော်တို့ရဲ့ပြည်မြန်မာပြည်ညော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ဆရာကြီးစံစာနေကိုရဲ့လာကြချိန်မှာမမျော်နိုင်မဲဝင်ဝေကောင်းမဲနေနဲ့များဆိုတဲ့ဟောစံကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါအောင်ခင်ဗျာတနေ့ကနေနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ် မတ်လ၈ရက်နေ့ရနေ့၁၄ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်မြင့်မားနေတဲ့ရလကောင်းတွေကိုဖန်တီးနိုင်တယ်အလုံးစုံသောအခက်အခဲတွေကိုကြောမားနိုင်တယ်စန္ဒရည်မှန်းခြင်းနဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ခဲ့ပြီးတော့တထက်တဲကြောင့်ဖန်တီးနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်ဝင်ဝင်စည်းဝါးတိုးတက်မယ် ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်နိုင်မယ်ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာနိုင်မယ်အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆက်လိုက်တာဟာကိုယ့်အတွက်အဖြေရှာမှုရလကောင်းကိုဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲရှင်းရနေမှာတော့သူတို့ကြကြကောင်းတဲ့ကံနဲ့အချိုးပြတဲ့ကံတွေပေါ်ပေါက်တယ်ကိုယ့်ရဲ့နေမှာ အလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်၁ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရတဲ့စိတ်ပင်ပန်းမယ်၁၇ရက်နေ့ဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်ပြောရသူတွေစမ်းဖွဲ့တယ်လုပ်ငန်းရရမှလည်းကောင်းတယ်၁၂ရက်နေ့မှာမထင်မှတ်ပဲစောင်းရိုင်းလိုက်တဲ့အပြောင်းလဲတွေကကိုယ်တွေကောင်းကျိုးပေးခြင်းကိုကြုံမယ်၁၃ရက်နေ့ အဲ့ဒီနေရာလာပြင်းနေဖြစ်တယ်မင်္ဂလာရှိသောနေသားတွေရှိတယ်အလုတ်နေသားစီးပွားနေသားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းတွေတွေ့တဲ့ခြေတွေကိုရနိုင်တယ်ဆယ်လေးရက်နေရာတော့အတိုက်ခံနေတဲ့သတိထားမယ်အဲ့ဒီနေဟာလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီနေမှာဘာလို့လို့သတိနဲ့ရှင်းပြီးလောက်ရမယ်အမှားမပါစေနဲ့ပြဿနာဖြစ်ရှေ့ချသွားတတ်တယ်ဒီကလာအတော်တွေမှာ ဇာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။တနည်းလာနေတောက်ချာနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ7ရက်နေ့မတ်လာရောင်အောင်မှာ ြောက်ပြင်တစ်ချက်အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစူဆောင်းထားပြရတဲ့ကောင်းနဲ့ကောင်းလေးစီဖြစ်လုံနေရတယ်အယောင်းဝယ်တွေမှာစီလေးသုံးနေရင်ရောင်းပတ်ဝယ်ပတ်ပွင့်တတ်တယ်အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကိုဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုတွေကို လောက်ခဲ့ရအချမ်းပေးတင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွေမှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ် ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ်စုဆောင်းမှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စန္ဒရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုကျုံ့တွေ့နေတဲ့နေပါပဲကာလတွေပါပဲ။ ရှိရနေမှာရာရာဆင်ပြေမယ်တိုးတက်မယ်လိုရာပြည့်စုံမယ်ကိုယ့်ရဲ့နေမှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကို ကြုံတွေ့နိုင်တယ်။ဆယ်ရဲ့နေမှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးတော့အမယ်။ဆက်တည့်ရဲ့နေစိတ်ချမ်းသာစရာတွေကြုံမယ်။ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်။ ရစေရတတ်တဲ့ရပဲခွေနေပြန်ရမယ်စနေနေ့မှာပြောင်းကြပြဖြစ်ပြီးမှအစီအပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့တိုးတက်တဲ့ကံနေကြုံမယ်ဆက်သောရနေ့အရာရာအစီအပြေချင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတယ်အဲ့ဒီလာပြင်းနေနဲ့လည်းတိုက်ဆိုင်တယ်တပေါင်းလာပြင်းနေညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့ ။ဇပကြီးသေးချင်နဲ့တင်ပြီးတော့တန်းလိုက်တိုးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်။ပြရစေးအဲ့စီလေးကိုသိမ့်တာ။ကောင်းပါလူ။နောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေတော့လဲပေးထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပေးနိုင်တယ်။14ရက်နေ့တော့ရရသတိထားမယ်အရက်ကနာကျက်တဲ့နေ့။အဲ့ဒီမှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာ အကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွေမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေကကိုကိုဒုက္ခပေးတတ်တယ်အပြာရောင်ပန်းရောင်နုနေရောင်တွေချိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ်နံပါတ်၄ခုကိုကနန်းတွေကိုအချိုးပေးကနန်းတွေဖြစ် သုံးဆောင်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းဖွင့်စေရန်အတွက်ညာပခုံးညီဝဲဆိုပြီးလက်ကုပ်သုံးချက်တီပင်ငါထက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါ ထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ငါနေမွေးသူအလုံး မင်္ဂလာပါ2025မတ်လ6ရက်ကနေ14ရက်နေ့တော်တွင်မှာပြန်ဆိုင်မကလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကမြမချင်းကိုရမယ်ခက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောက်လုပ်နိုင်တယ်အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်နှံပေါ်မယ်ခီးကိစ္စအဆင်ပြေမယ်ကြောင်းလဲတဲ့ တိုးတက်မှုရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်ရှင်းရဲ့နေ့မှာအတိုက်ခံကြမှာတိုးတက်ခြင်းအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ဆယ်ရဲ့နေ့မှာလုပ်ဖို့ကိစ္စပွဲတွေကြုံမယ်အတိုက်ခံကြတိုးတက်မယ်ဆယ်တရဲ့နေ့မှာရန်တိုက်ခံဖြစ်တတ်တဲ့ပြဿနာနှမျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နိုင်မယ်ဆယ်နှစ်ရည်ရတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာတိုးတက်တဲ့နေတာနဲ့ အောင်မြင်မှုကိုကြုံမယ်ဆက်သောရက်နေ့လာပြင်းနေ့ဖြစ်တယ်အဲ့ဒီနေ့ဟာထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့သံလိုက်တို့ရဲ့သွေးပြီးတော့ပြရစက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြေဝံရမယ် ား14ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီဒီမှာအချက်တဲမရှိအောင်ကရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကုညီရမယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနံအကျိုးပေးတယ်အဖြူအစိမ့်မိကိုရောက်တော့ကိုတော့ရအကျိုးရှိတဲ့ကံကြမ္မာနဲ့ တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြလိုက်ပါ။ယေရှုတည်မှာဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March ၈ရက်နေ့ကနေ14ရက်နေ့အတော်တွေမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုံးနဲ့ပေါ်လာတဲ့စိတ်ကူးတွေကို လက်တွေ့သုံးချပါခရီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ်အတွက်အနေမရှိဘူး ၈ရက်နေ့မှာဥတီကျက်တဲ့နဲ့ဒုက္ခကျင်းနေ ချိုးပေးပြီးတိုးတက်မယ်။၉ရက်နေ့ဟာတော့ငွေကြေးကလုပ်ငန်းကဘဝကနေအလုံးစုံတိုးတက်မယ်။၁၀ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။၁၁ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်။၁၂ရက်နေ့မှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။၁၃ရက်နေ့ကတော့အလုံးစုံ ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိရည်မှန်းချက်တွေကိုအောင်မြင်နိုင်တယ်။အဲ့ဒီနေ့က တပေါင်းသားပြည်နေအဲ့ဒီညတပေါင်းသားပြည်ညလာရောက်အောင်မှာကြောက်ပြေတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြေပေါ်မှာနှမ်းစီနောက်စပကြီးသေးကြီးနဲ့သားလိုက်တုံးလေးကိုတွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်နေကိုကောင်းမှလူပြီးတော့သွားလိုက်ရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်းအဲ့ဒီနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေပွင့်တယ်၁၄ရက်နေ့ ိနေရလက်ချက်တဲ့နေ့အဲ့ဒီမှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်လည်းသူများရှီရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရက်တွေမှာအချက်တည်းရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာကြာသာပလင်းနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးသူတွေကကောင်းကျိုးပေးပြီးတော့တနေ့တွေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။ နှစ်ခုကိုကနံချိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါလိမ့်မယ်ကျေးဇူးတင်ပါသာသပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့ကနေစပြီး10ရက်နေ့အတောအတွင်းမှာ ။ရန်တိုက်ခံနေတဲ့ဂျုံတွေတက်တဲ့သူတစ်ပါးကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းကတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။အမှခံခြင်းတောင်းယူခြင်းမလုပ်ရဘူး။ချက်ချင်းဆုံးဖြတ်ပြီးလောက်တာကောင်းတယ်။အလုပ်တွေကိုဒီချိန်မှာတက်ရထားရဲတို့တွေပြန်ကောက်ရံဆောင်ရွက်ရခက်ခဲတတ်တယ်။ရှင်းရနေရတော့ပြဿနာတွေများတယ်။အထင်မှားမှုတွေဖြစ်ရှင်းရတဲ့လူလေးယောက်ဒုခီသွားရင်လည်းအနေရှိတတ်တယ်။ကိုယ့်ရဲ့နေ့မှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်၊စိတ်ချမ်းသာမယ်၊လူရပြည့်စုံမယ် ဆယ်ရက်နေ့မှာအလိုရှိရာပြည်စုံခြင်းငွေချေကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်။ဆက်တရက်နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်။အခက်ခဲတွေကိုလည်းဖြေရှင်းနိုင်တယ်။ဆယ်ရက်နေ့တွေကငွေချေနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံ ကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်။ဆက်သုံးရက်နေ့မှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်။လာပြည့်နေ့ဖြစ်တဲ့အဲ့ဒီညတပေါင်းလာပြည့်နေ့ညလာရောက်အောင်မှကြောက်ပြတဲ့ချက်ပေါ်မှာနန်းစီ နဲ့တန်းလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့ဆောင်းထားပေးပါထူးခြားတဲ့ပြရတ်တ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်ပါတယ်ဆက်လေးရနေအဲ့နေ့ကလက်ချက်တဲ့နေ့အဲ့နေ့မှာတပတ်သူချက်တဲ့ရှိနေတဲ့လက်နဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကလာတော်တွင်မှာဇာသပတိနေဗုဒ္ဓနေ့ ကောက်ကြံနေမွေးသူတွေကောက်ကျိုးပေးတယ်တနည်းကတွင်နေကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်ကားကိုကနာကျိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့လိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းဝင်ဖျားတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေးပါလိမ့်မယ်ယေရှုတင်ပါတယ်ကောက်ကြံနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့ရက်နေ့ 14ရက်နေ့အတွင်းလက်နာပါဥစ္စာတဏဖွင့်ပြခြင်းဝေကြီးကံကောင်းခြင်းဘဝတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြောက်မယ်ကိုလုံးတဲ့ကိစ္စမှန်များဆင်းပြေမယ်ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလိုရာဆန္ဒပြည့်မြောက်ဆောင်ရွက်နိုင်နိုင်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကရဲ့ရှင်တို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်ကိုပိုင်တွေးခွန်တဲ့လောကရဲ့ရှင်တွေရဲ့ကောင်းသောအကျိုးကိုရရှိနိုင်တဲ့ရှိရနေမှာရာရာကံကောင်းခြင်းဆင်ပြေခြင်းကိုကြုံမယ်ကိုရနေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ် ဆယ်ရက်နေ့မှာစတင်ခြင်းတွေပြန်လဲစနိုင်ခြင်းအခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိမယ်ဆက်တရက်နေ့မှာပြဿနာနှမျိုးဖြစ်ရှင်းပြီးမှအလိုပြည့်စုံမယ်ဆယ်ရက်နေ့ကမှန်းနာတဲ့လေတွေနဲ့ကြံပြောင်းပြန်နေဖြစ်နေတတ်တဲ့အခက်အခဲတွေများတတ်တဲ့ဆက်သုံးရက်နေ့မှာရက်တန်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရက်ရွအစ်စ်ကိုစခြင်းကြုံမယ်အဲ့ဒီလာပြည့်နေ့တပေါင်းလာပြည့်နေ့တပေါင်းလာပြည့်နေ့ညလာရောင် အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီရဲ့ စပကြီးသေးရေကိုတန်လိုက်တုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရင်အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဆိုရင်မျက်နှာပွင့်ပြရတတ်ကောင်းတယ်အယောင်ဝဲလွယ်လျာလေးကိုအနည်းပါးမှထားရှိတို့ထားပြီးတော့အစင်းကိုပြေးနေလေလက်တွေသုံးလို့ရတယ်တစ်နှစ်မှတစ်ခါပဲလို့လို့ရတာ စလေးရဲ့နေသတိထားရမယ်အဲ့ဒီကအညံ့နေရှိတယ်အဲ့ဒီကလက်ချက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားသူခက်ခဲရှိနေတာကိုကြီးပါသူတပားကိုအထောက်အကူပြုပေးလိုက်ပါဒီကလာတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးလိုက်တယ် ရှစ်ခွန်ကိုကနန်းနေကျိုးပေးတဲ့အ내ရောင်ပြားရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးပေးပါထူးထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွပစ်လိုက်ပါ။ယေရှုတည်းမှာစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့ရက်နေ့ ၁၄ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့ဒုတည်မှုရှိမဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတည်လံခံပွင့်နဲ့အနေထားချုပ်မဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောက်ကရင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့ဒုတည်မှုတွေကိုရနိုင်တယ်။နေရာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝင်ခြင်းတွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်။ပေါ်လာတဲ့စိတ်ကူးသစ်တွေကို၈ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ။၉ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်။၁၀ရက်နေ့မှာအလုပ်ကိစ္စတွေအတွက်ပြောဆိုမှမမြအောင်မြင်မယ်။ စတဲ့နေ့မှာရှင်ပြန်မှုတွေပေါအောင်မြင်မယ်ဘဝတိုးတက်မယ်စတဲ့နေ့မှာရန်တက်ခံနဲ့ရှင်ပြီးလောက်ရမယ်ဆက်သောရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်ဆက်လေးရက်နေ့အဲ့ဒီကလာချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့တိုင်းထူးပြုပြီးကျူးဆက်ရမယ်ဒီကာလအတော်အတွင်းမှာတနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်သေးတယ် ရှိတတ်တယ်တစ်ခုကိုကနံချိုးပြီးတဲ့အဝါလေးမောရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့7ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလရောင်အောင်မှာရှောက်ပြင်းတစ်ချက်ထားပြီးတော့အဲ့ရှောက်ပြင်းပေါ်မှာနှမ်းစီရဲ့စပကြီးသေးကြီးအတင်ပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကတား ပြီးရတဲ့ကိုထူးထူးခြားခြားကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလိမ့်ပြီးတော့သွားလိုက်ရင်လည်းလူချစ်လူခင်ပေါ့။ပစ္စည်းတွေရောင်းဝယ်ခြင်းလည်းဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေဆန်းသက်နိုင်တဲ့ရှေးရိုးရာနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာပြည်ရော် channel ကလည်းပြန်လည်ထူထောင်လိုက်ပါမယ်။ ကဘေးရောင် channel ကနေပင်ဟောဆံများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel တွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာ channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ကြပါဦးခင်ဗျာနောက်နေ့မြဟောဆံများကိုအမြဲတမ်းစင်နိုင်ရအတွက်လည်းမိသားကကောင်းကောင်းလေးကိုတောင်းတဲ့မိအောင် channel ကိုပြုလုပ်ကြပါခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာဒီရင်းရောင် channel ဆိုရင်ဆရာကြီးဆန်းစားလေးကိုရဲ့ဘေးဟောဆံများဆရာကြီးဒိတ်ကျော်ရဲ့ဘေးဟောဆံများဆရာလေးဆရာငယ်ရဲ့ဘေးဟောဆံများ ရာကြီးကျော်စင်ဟင်းရဲ့ဘုရားတော်များဆရာကြီးအောင်ရဲ့ဘုရားတော်များဟောဇာများဆရာဟိမဝန္တာရဲ့ဘုရားတော်များအစာကြီးတော်ဘိနေဆရာကြီးများရဲ့ဟောဇာများဆရာမချောစစ်သူသာဆရာမထားရတဲ့အစာကြီးတော်ဘိနေဆရာမများရဲ့ဟောဇာများဘုရားဒီနေ့ဒီအပစင်အပစင်လောက်နေလောက်နေတိုင်းသင်ဆက်ပေးနေတာပဲဖြစ်ပါလေခင်ဗျာ။အားကြောင့်ကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်ကျော် channel ကိုစပင်းနေပြီးအားပေးတော့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါလား။ တင်ကြလိုက်ပါတယ်ဗျာကျေးဇူးပြုတော့ပဲလက်ရရှေ့ရလေးရလည်းလုပ်ပေးခဲ့ကြပါလို့ကောင်းဆိုလိုက်ပါတယ်ဗျာအားလုံးပဲလက်ပါဆက်ပါဒီဆက်လာဗီဒီယိုပေးတဲ့ဟောဆရာများကိုကြည့်ရှုနားတယ်ခတ်သွားခတ်စားပြီးသွားကြပါဦးခင်ဗျာ